အခုနောက်ပိုင်း mobile platform ပေါ်မှာ pay to win နေ gacha စနစ်တွေနဲ့အခြေခံထားတဲ့ online game တွေကပဲနေရာယူလာပါပြီ။အဲ့တော့တစ်ချိန်လုံးကလို offline game လေးတစ်ဂိမ်းပေါ်အဝါထိုင်ဆွာတဲ့အရာသာရှာနေတဲ့သူတွေအတွက် Naughty Video မှာအကြကြီးစိန်ဆွာမယ် Survivor Sansan, Simulator Sansan, offline game တုံးငယ်အကြောင်းပြောခြင်းပါလေဗျ။ ဒီ game က survival မျိုးစားကိုမှတခြားတွေ့နေကြ survival တွေလိုတော်တဲ့မှာတို့ဂျုံးမော်မှာတို့မဟုတ်ပဲနဲ့ထူးထူးခြားခြားရောက်ကွာမှာ survive လုပ်ရမယ် sci-fi game မျိုးစားပါဒီနေ့မှာ mobile မှာရောက်လာတဲ့ PC console game ကြီးတွေ game ဖြစ်ပါတယ်တကြိုလုံးသမုဒ္ဒရာကြီးပဲဖြစ်နေတဲ့ဂျိုးပေါ်မှာ space ကြီးပြတ်ကျပြီးတော့ကိုတယောက်တည်းမသေးပဲကြံခဲ့တဲ့အတွက်အစာစားဖို့ရေသားဖို့အတွက်ကစလို့ခြားဖွေပြီးတော့အသက်ရှင်အောင်ဂျိုးစားရမှာပါဒါပေမဲ့ science fiction ဖြစ်နေပြီးတော့ရောက်ကွာကို explore လုပ်ရတာမလို့တခြားပဲ survival game တွေနဲ့မှမတူတဲ့အရာသာကိုရပါလိမ့်မယ်ဒီ game မှာ main character လွတ်လာခဲ့တဲ့အသက်ငယ် င်လေးတဲက fabricator ဆိုတဲ့ဆက်ကအဓိကကျပါတယ်စားလို့ရတဲ့အပင်တွေပါလေရှာပြီးတော့ air fabricator နဲ့စားတောက်တွေထုတ်တာကစပြီးတော့ရှာတွေ့တဲ့သတ္ထုမတီးရတွေနဲ့လက်နက်တွေရင်ငုပ်ဝစ်စုံ gear တွေ craft လုပ်ပြီးရင်ငုပ်ရင်တွေလွင်မောင်းရတဲ့ max suit တွေစောက်လို့ရပါတယ်အဲ့ကနေဒီစင်ရေအောက်စခန်းတွေပါစောက်လို့ရလာပါပါဒါမဲ့ပစ္စည်းတခုကို craft ပို့ဆိုကုန်ကျန်းမတီးရတွေမကပဲအဲ့ design တို့က blueprint ရဖို့ပတ်ဝန်းကျင်ကိုစကန်လိုက်ဖတ်ဖို့လည်းလိုပါတယ်ရေငုပ်ရင်လည်းအောက်ဆီဂျင်အကန့်အသတ်ရှိတာမို့လို့အောက်ဆီဂျင်အိုးတွေကိုပမာဏပိုများလာအောင် update လုပ်သွားရမှာပါရေငုပ်တဲ့ ship တွေ စောင့်နိုင်သွားရင်တော့အထဲမှာအောက်ဆီဂျင်စပ라이ကုန်မှာမဟုတ်ပါဘူးရေတိမ်မဲမှာတော့ရေသရွာတွေကအနေမရှိပေမဲ့ရေနဲ့ပိုင်းကိုရောက်လာလေလေအကောင်တွေရောနေရာတွေရောကြောက်စရာကောင်းလာပြီးဟော်ရာဂိမ်းတွေလိုတောင်ဖြစ်လာနိုင်ပါတယ်ဒါပေမဲ့ပိုတန်မိုးကြီးအဆင်မြင့်တဲ့မဒီရေတွေပါလေလဲကြားလာပါလိမ့်မယ်အဆုံးမရှိတဲ့ survival game ဆိုပေမဲ့ရင်ပြတ်တွေဆွန့်ပစ်ခံရတဲ့နေရာတွေမှာတွေ့ရမယ်အတန်ဖိုင်တွေမှတ်တမ်းတွေကိုဆက်ဆက်ကြည့်ရမယ် story လဲပါပါသေးတယ်အဲ့တော့တကယ်ထူးရတဲ့ survival game တွေကိမို့လို့ survival game တွေစောနေကြမဟုတ်ရင်တော့စောကြည့်အသင့်ပါတယ်ဗျ ရင်းနဲ့ပတ်သက်နေတဲ့နောက်တစ်ကိန်းကတော့ dress ပါပဲဒီကိန်းက survival တက်တက်ရတော့မဟုတ်ပါဘူး relax ဖြစ်မဲ့ငါးဖန်ကိန်းလေးတစ်ကိန်းလို့ဟန်ဆောင်ပြီး player ကိုမျှခေါ်မဲ့ horror game ဖြစ်ပါတယ်နေဘက်မှာတော့အေးအေးချမ်းချမ်းလေးငါးဖန်ထွက်လို့ရပြီမဲ့နေဝင်သွားတာနဲ့ပင်လယ်ထဲကကြောချမ်းစရာတွေဘောင်းစုံကိုတွေ့လာရတော့မှာပါပုံမှန် game play ကကိုကန်းကတ်တဲ့မျိုးကနေပင်လယ်ထဲကိုငါးတွေသွားဖန်တို့ထဲမှာပြန်လာရောက်ပြီးကိုဆက်လေးကို upgrade လုပ်တာ equipment တွေဖြည့်တာလုပ်ရမှာပါပြီးတော့ရောက်ထဲကပစ္စည်းအပိုင်းစတွေလည်းဆွဲတင်လို့ရပြီးတော့ရှားပါပစ္စည်းတွေထူးဆန်းတာတွေတွေ့နိုင်ပါတယ်ကျွန်တော်ဒီ game ရဲ့ Coventry ပုံစံကိုကြည့်ပြီး Classic Gaming Game ကိုတော့သွားသတိရပါသေးတယ် ဒါမဲ့အဲဂိမ်းပလေးတွေရဲ့အောက်မှာ Cosmic Horror Story တခုကိုမြုပ်ထားပြီးတော့ player ကတဖြည်းဖြည်းတူးဖော်ရင်းနဲ့ပင်လယ်ကြီးရဲ့အမှောင်ကျန်းကိုရင်ဆိုင်မှုဖြစ်လာပါလိမ့်မယ်။ဒီဂိမ်းမှာနေညပြောင်းတဲ့ cycle ကိုပြောရရင်လေသွားနေတာတို့ငားများတာပစ္စည်းဆဲတာတို့လို activity တွေလုံးမှအချိန်ကရွေ့ပြီးတော့ကျန်တာတွေလုံးနေရင်အချိန်ရက်နေမှာပါ။အဲ့တော့ကမ်းနဲ့ဝေးတဲ့နေရာမှာရောက်နေရင်အချိန်ကိုသတိထားဖို့လိုပါတယ်။နေဝင်သွားပြီဆိုတာနဲ့အရင်ဆုံးမျက်လုံး animation လေးနဲ့ပြထားတဲ့ panometer system တခုပေါ်လာမှာပါ။မှောင်မဲနေတဲ့ပင်လယ်ထဲမှာနေတာကြာလာရင်စိတ်ချောက်ချလာပြီးတော့သွားနေရင်ကြောက်တုံးကြောက် ောက်ဆောင် obstacle တွေရုတ်တရက်ပေါ်လာတာဘုံမမှန်နဲ့ငားတွေဘာမှမသိတဲ့အရာတွေနောက်ကလိုက်လာတာမျိုးကြုံလာရမှာပါအဲ့အန်ရည်တွေကြောင့်လှေ damage ဖြစ်နိုင်ပြီးတော့ဘယ်ဟာကအတုလဲအစ်စ်လဲခွဲလို့ရမှာမဟုတ်ပါဘူးဒီကိန်းမှာလှေကိုနည်းနည်းလေးတိုက်မိရင်တော့ damage ဖြစ်တာမို့လို့လှေမထိခိုက်အောင်လဲမနေတိထားရပါလိမ့်မယ်ကန်ကတ်တဲ့မျိုးအသေးလေးတွေဂျွန်းလေးတွေမှာအယောင်းဝယ် upgrade လုပ်တာတွေပြီးရင်လူတွေရဲ့ quest တွေလဲလိုက်လို့ရပါတယ်သူတို့ဖမ်းခိုင်းတဲ့ငားကိုဖမ်းမိတာရှာခိုင်းတဲ့ပစ္စည်းတွေကိုရှာပေးတာတွေကနေ story ရှေ့ဆက်ပြီးတော့ညဘက်မှာမဖြစ်မနေထွားရမယ့်အခြေအနေတွေလဲရောက်လာမှာပါဒါပေမဲ့လှေက ိုပိုများအောင်မီးရောင်ပိုလင်းအောင် upgrade တွေလုပ်လို့ရပြီးတော့နောက်ပိုင်းမှာ NLD ပြန်ခုခံဖို့တဘာဝလွန် ability တွေပါရလာပါလိမ့်မယ်ဒီ game ကအဆုံးမရှိတဲ့ငါးဖန်း simulator လို့ထင်ရပေမဲ့ storyline အခိုင်အမာနဲ့စက်သိန်းနဲ့အထိဆော့လို့ရတဲ့ game ပါဘာမှမသိတာတွေကိုအဖြေရှာရင်ကြောချမ်းရတဲ့ cosmic horror ကိုကြိုက်တဲ့သူတွေအတွက်တော့ dress ဆိုတာမဆုံးမဖြစ်တဲ့ game မျိုးဖြစ်ပါတယ် monster တွေစီကပဲပြေးနေရတာစိတ်ကုန်လာရင်တော့ဒီ game ကိုစော့ကြည့်သင့်ပါတယ် carrion ဆိုတဲ့ game မှာ player က horror တွေစီကမပြေးရပဲနဲ့ကိုတိုင်းက horror ဖြစ်နေမှာပါလူတွေသူ့စေတနာလောက်တာကိုခံနေရတဲ့ monster တွေကောင်နေရာကနေသူ့စေတနာစခန်းကြီးတွေကလွတ်ဖို့ရည်ရွယ်ချက်နဲ့စော့ရမှာပါဒီတော်ကသူ့ရဲ့ genetic code ကိုပိုင်းပိုင်းခွဲပြီးလေ့လာခံနေရလို့အစမှတွေ့ရတဲ့သူ့ပုံစံကသူ့ရဲ့မွင်းဖောင်မဟုတ်ပဲနဲ့အားအနည်းဆုံးဖောင်ဖြစ်နေမှာပါအဲ့ကနေတဖြည်းဖြည်းအင်အားကြီးလာအောင်လူတွေကိုအမဲဖြတ်စားတောက်ပြီးတော့ဒီကနေ့အပိုင်းစတွေကိုပြန်ရှာတွေ့တာနဲ့ကိုရောင်ဖြောက်တာ လူတွေကိုဝင်ထိန်းချုပ်တာလိုမျိုး penalty တွေလည်းရလာပါလိမ့်မယ်အဲ့လိုရလာတာနဲ့မသွားနိုင်ခဲ့တဲ့နေရာတွေကိုနောက်ပြန်သွားပြီးလမ်းပွင့်အောင်လုပ်ရတဲ့ metroidvania မျိုးစားလည်းဖြစ်လို့ map ကြီးတစ်ခုလုံးကိုအသွားပြန်လုပ်နေရမယ့် game play မျိုးပါ enemy တွေကတော့လက်နက်မပါတဲ့သိပ်ပံပညာရှင်တွေကစပြီးတော့လက်နက်ကင်နဲ့အဆောင်တွေနီးပညာမင်းနဲ့တပ်သားတွေ max စရုပ်တွေအထိပါရှိပြီးတော့ enemy တွေကိုအမြဲထိတိုက်မြင်ဆိုင်မယ်ညံသုံးမှုကိုဦးစားပေးထားပါတယ် game ရဲ့ story ကိုနောက်ကြောင်းပြန်ပြတဲ့ scene တွေကိုကြည့်ရင် demon star ဘယ်ကရောက်လာလဲဆိုတဲ့အဖြေကိုစောင့်ကြည့်ရမှာပါ fandom လိုအမြင် င်လက်တံနေနဲ့ပုံစံအတိအကျမရှိတဲ့ biomass လို့ခေါ်တဲ့သူ့ခန္ဓာကိုယ်ဒီဇိုင်းကကြည့်ရင်ဥရစရာလဲကောင်းပြီးတော့တမျိုးကျေနပ်စရာလဲဖြစ်နေပါတယ်။အဲ့လိုရှုပ်ထွေးနေတဲ့ဒီဇိုင်းကိုအသက်ပောင် 2D animation နဲ့လုပ်ပြနိုင်တဲ့ developer တွေကိုလည်းချီးကျူးရပါမယ်ဗျ။ဒါကတော့ဇိန်ကြကြနဲ့အကြကြီးဆော့လို့ကောင်းမယ်လို့ကျွန်တော်ထင်တဲ့ဂိမ်းသုံးဂိမ်းအကြောင်းပြောပြတာပါဗီဒီယိုလုပ်စေချင်တဲ့အကြောင်းအရာတွေရှိရင်ပြောသွားကြပါဦးကျွန်တော်ပီတီပါအချိန်ပေးတာကျေးဇူးတင်ပါတယ်